ဟုတ် Manchester United ပြည်သူများအားလုံးပဲမင်္ဂလာပါ။ဟောတော့ကျွန်တော်တို့အကောင်လုံးတည်ပြီးသားပြည်သူ Manchester United ရဲ့အချစ်တော်ကြီး Bruno Fernandes ကတော့32နှစ်ပြည့်သွားပြီပေါ့နော်။နိုင်ငံလက်ရွေးစင်ဒါကစားသမားတွေနဲ့ပဲသူ့ရဲ့ Happy Birthday ကိုလှုပ်တာတော့တွေ့တယ်။ကျွန်တော်တို့ Manchester United ရဲ့ Captain ကြီးအခုလက်ရှိကျွန်တော်တို့ Manchester United ကိုမောင်းနှင်းနေတဲ့နော် Captain ကြီး Bruno Fernandes ရဲ့အခန့်ကဏ္ဍကိုကျွန်တော်တို့ဒါဆွေးနွေးကြည့်ကြမယ်။ ကစားပွဲတစ်ပွဲမှာကျွန်တော်တို့အတင်းကောင်းဆောင်တရားရဲ့ဒါလုတ်ရည်ကန်ရင်နဲ့အတင်းကောင်းဆောင်တရားရဲ့တာဝန်ပေါ့နော်ညီပြဖြစ်တဲ့သူကတော့ဒီကစားကွက်ဒီကစားကွက်တွေနဲ့လူသရေတွေကိုထုတ်လိုက်ပြီးတော့ဒါကစားကွင်းပွဲထုတ်လိုက်ပြီးနော်သူလိုအပ်တဲ့ကစားသမားလိုအပ်တဲ့နေရာတွေအကုန်လုံးဖြစ်ပြီးတော့ပွဲထုတ်လိုက်ပြီးထုတ်လိုက်ပြီးဆိုတဲ့အနေထားမှာကပတိန်တရားရဲ့နေရာကကပတိန်တရားရဲ့အလုပ်ကသူကိုယ်တိုင်လည်းပွဲထဲမှာဝန်ခံရသလို့ လိုက်ပြီးတော့ဘောလုံးကန်နေရတယ်လို့သူကိုယ်တိုင်လဲဒါမိပြရဲ့ကစားကွက်နဲ့အာဝန်ခွင့်ကြမရှိတဲ့ကစားသမားကိုပွဲထဲမှာကန်နေနဲ့လိုက်ပြီးတော့ပြောဆိုရတယ်ဆုံးမရတယ်ပေါ့နော်ပြောဆိုရတယ်ပြီးလို့ရှိရင်ဒိုင်လူကြီးနဲ့เนาะရှင်းရတဲ့ပြဿနာတွေကိုလည်းဒါကပ္ပတင်ကပဲတာဝန်ယူရတယ်ခုနောက်ပိုင်းပရီးမီးယားမှာစီနီရှာလိုက်တာကကပ္ပတင်တူတူတယောက်ကပဲဒိုင်လူကြီးကိုစောရကတက်ခွင့်ရှိတယ်တခြားကစားသမားတွေเนาะ ဘာမှမဟုတ်တဲ့အချင်းပလင်ကောင်းတယ်တိုင်လူကြီးနားကိုပေးမကတ်တော်ဘူးဆိုတော့စီမီတွေလည်းထောက်ပလန်ပြီပရီးမီယာလိတ်ထဲမှာဒီပြအံမူရင်ကဒီ343 3217ဆိုတဲ့ကစားကွက်တစ်ခုခုကိုပုံဖော်ပြီးတော့ဒီကျော်ဒီကစားကွက်ပွဲတွေကိုသူကန်ပိတ်ကန်လိုက်ပြီနော်သူလွယ်တဲ့ကစားသမိုင်းထည့်ပြီးတော့ကန်လိုက်ပြီဆိုတဲ့နေရာမှာအတွင်းနဲ့ကွင်းထဲမှာလက်ရှိသွားကန်ရတာကကက်ပတိန်အပါဝင်တခြားသူ့ရဲ့လက်အောက်နေတဲ့ကစားသမားတွေနော်အမ်မိုရင် ခိုင်းတဲ့ဒီကစားွက်ကိုအကောင်းဆုံးပုံဖော်ပေးရတယ်ကက်ပတင်ကကွင်းထဲမှာသူကိုယ်တိုင်ကန်ပြီးသူကိုယ်တိုင်လိုက်ပြီးတော့လိုအပ်တဲ့နေရာတွေကိုသူကိုယ်တိုင်လိုက်ပြီးတော့တင်တင်ပေးရတယ်သူကိုယ်တိုင်လိုက်ပြောရတယ်သူကိုယ်တိုင်အကောလုံးတော့ဘောလုံးကိုဘောလုံးလမ်းကြောင်းတစ်ခုကိုသူကိုယ်တိုင်ဒါလွှဲမနေတဲ့လွှဲမနေတဲ့နေရာယူမှုလွှဲမနေတဲ့အပိုင်းတွေကိုလည်းသူပဲလိုက်ပြောရတယ်။နောက်ကက်ပတင်တရားရဲ့အလုပ်ပေါ့ကက်ပတင်တရားရဲ့အလုပ်ကကြီးမားတယ်နော် ော်တော်လေးခေါင်းဆိုးစရာလဲကောင်းတယ်သူကိုယ်တိုင်လဲဘောလုံးကသူကိုယ်တိုင်လဲကန်နေရတယ်လို့သူကိုယ်တိုင်လဲလိုက်ပြီးတော့ဒါအကုန်လုံးကဒါတောင်းဝင်ယူပြီးလိုက်ဖြည့်ရှင်းနေရတာကြောင့်ဒါတော့အတော်လေးလှုပ်ဆုံးပဲပုံမှန်တော့ဒါကျွန်တော်တွေးကြည့်တာပါအင်းကောင်းဆောင်ရဲ့တာဝန်တွေကကြီးမားလွန်းပါလေဘူနိုဖာနိုင်တဲ့အခန့်ကဏ္ဍကိုပြောရမယ်ဆိုလို့ရှိရင်တော့အကျယ်ကြီးပဲအဲ့တော့အသိတဲ့သိမှာနီးပြတ်ကချပေးလိုက်တဲ့ကစားဝက်ကို ဒါအသိခေါင်းဆောင်အနေနဲ့တာဝန်ယူရတဲ့အပိုင်းတွေကိုကျွန်တော်တည်တဲ့အောင်လေး sharing လုပ်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေ